တော့ဒီနေရာမှာအဓိကရာဂကိုဥစပေးပြီးတော့ဖြေထားတယ်ပေါ့ဒုက္ခသမှုတွေအလိုဆိုတဲ့နေရာမှာဒုက္ခကိုဖြစ်စေတာလဲဒီတဏှာရာဂပဲလေတို့အရေးကြီးတဲ့ဟာတစ်ခုပဲဒါကြောင့်ဟောရစပြားဟောတာကိုစကလုံးရှင်းရှင်းနဲ့ပြောမယ်ဆိုရင် လူပုံမှာရှိတဲ့ပြောစရာနတ်ပုံမှာရှိတဲ့ပြောစရာ အဲ့ဒီပြောစရာတွေကိုဆွဲလန်းနေတဲ့တဏှာကိုဖြောင်းရမယ်မဲရမယ်နော်သစ္စာတရားကိုသိမြင်ပြီးဘဝကိုလွတ်မြောက်ပြီးတဲ့ပုဂ္ဂိုလ်ဟာလောကကြီးကိုလောကကြီးကထွက်ခွာနိုင်တယ်လောကကြီးကထွက်ခွာတယ်ဆိုတာလောကထဲမှာနေပြီပဲလို့လောကနဲ့ထိတွေ့မှုမရှိတော့လောကက လောကဆိုတာငိုခြင်းငိုရဲခြင်းရဲ့မယ်လေတော့လောကထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဟာငိုစရာတွေ့လဲငိုကြတာရဲစရာတွေ့လဲရဲကြတာလောကထွက်ခွာသွားတဲ့ပုဂ္ဂိုလ်ဟာကြတော့ငိုစရာတွေ့လဲမငိုတော့ဘူးရဲစရာတွေ့လဲမရဲတော့အဲလောကလို့မြင်